အလင်းလိုင်းကွန်ရက်ကနေကြိုဆိုပါရစေ။ဒီကနေ့ဖတ်ပြပေးမှာကတော့ဗမာပြည်ကွန်မြူနတီပါတီဗဟုသုတေသနဌာနမှထုတ်ဝေတဲ့27စာစဉ်အမှတ်8005ခုနှစ်ဒီဇင်ဘာလတုန်းမှာ ဆောင်းမရှင်အောင်မြိုင်ရေးသားထားတဲ့နီယိုကွန်တွေလာနေပြီဆိုတဲ့ဆောင်းမဖြစ်ပါတယ်။ နီယိုကွန်တွေလာနေပြီအောင်မြိုင်နီယိုကွန်တွေ1989ခုနှစ်ခန့်ကရုရှားတွေလာနေပြီဟူသော ရုပ်ရှင်ကကြည့်ရဘူးသည်ဇလန်မှာစစ်အေးတိုက်ပွဲပြင်းထန်နေစဉ်ကရုရှားရင်ငုပ်သင်္ဘောတစဉ်ရေချောင်းလမ်းမပြီးဆက်ချွတ်ရင်ကအမေရိကန်နိုင်ငံ၏ချောင်းကြသောကမ်းခြေတွင်တောင့်တင်သွားသည် ဆက်ပြင်းရန်လိုအပ်သောပစ္စည်းများရှာဖွေရန်ရုရှားသင်္ဘောသားများအုပ်စုတွေခွဲပြီးကမ်းပေါ်တက်ကြသည်အမေရိကန်ကျစ်လက်ပြည်သူများက တွေ့ရှိသွားရာရုရှားများအမေရိကန်ကို လာတိုက်ပြီးဟု ထင်မှတ်သွားပြီးအထိတ်တလန့်ဖြင့်ရုရှားတွေလာနေပြီးဟုရွာစဉ်ဆက်သတင်းပို့ကြသည်ယခုတော်မူနယူးယောက်တွင်လာနေပြီးဟု ဆိုကြတော်မူမာလဲဟဲ့နယူးယောက် နီယကွန်ကွန်ဇာဗေးတစ်လက်သက်ဝါဒီဆိုဒီမှာပါလဲနီယကွန်အကြောင်းမရေးခင်အမေရိကန်ကွန်ဇာဗေးတစ်များအကြောင်းကို အရင်ရေးပါမည်သဘောတရားဆရာကြီးဖူကူယာမာကအမေရိကန်တွင် ဥရောပပုံစံကွန်ဇာဗေးတစ်သမားတွေမရှိပါဟုဆိုသည်အမေရိကန်တွင်ကွန်ဇာဗေးတစ်ဟုဆိုသူများမှာဥရောပတွင်လစ်ဘရယ်ဟုခေါ်ကြသူများနှင့်အတူတူပဲဟုဆိုပါသည် လွတ်လပ်စေကွက်တူးချင်းရှေ့ဆောင်ရှေ့ရွက်ပြုမှုနှင့်စူပေါင်းအခွင့်အရေးပေါ်တွင်အခြေမပြုပဲတူးချင်းအခွင့်အရေးပေါ်တွင်အခြေပြုသော ဒီမိုကရေစီအစိုးရပုံစံကိုအမေရိကန်ကွန်ဆာဗေးတစ်များကအလေးထားကြသောကြောင့်ဖြစ်သည်ဟု ဆိုပါသည်1990ခုနှစ်များတွင်ဒီမိုကရက်တစ်ပါတီ၏ကာကွယ်ရေးပေါ်လစီများသည်လက်ဝဲဆန်လုံးသည်ဟုဆိုကာလစ်ဘရယ်ပညာတတ်သူကဆန့်ကျင်ခဲ့ကြသည်ယင်းမှာ နီယိုကွန်နို၏မူလအစပင်ဖြစ်သည်ထိုသူတို့သည် အစပထမတွင်ဒီမိုကရက်အမတ်တဝူဖြစ်သူဟင်နရီစကုတ်ဂျက်ဆန်ထံတွင်စုစည်းကြသည်ထို့နောက်တွင်မူဆိုဗီယက်တို့၏ချက်ရမှုဝါဒကိုထိတ်တိုက်ရင်ဆိုင်မည်ဟုကြေပြုခဲ့သော ရော်နယ်ရေဂန်နှင့် Republican Party တွင်သွားစုမိကြသည်နီယိုကွန်များသည်ပြည်တွင်းရေးတွင်ကွန်ဆာဗေးတစ်များထက်ပို၍ Liberal ဆန်ကြသည်ဟုဆိုသည်သူအားဖြင့် သူတို့၏အဓိကထူးခြားချက်မှာနိုင်ငံရေး policy တွင်ဖြစ်သည်ဆိုဗီယက်ယူနီယံနှင့်တင်းမာမှုရော့ပါရေးနှင့်ထိန်းချုပ်ရေးကို conservative များကဦးစားပေးကြတော့လဲ neocon များကမူထိတ်တိုက်ရင်ဆိုင်တွေ့ရေးကိုဦးစားပေးကြသည်ယင်းသည် neocon တို့၏တည်ရှိမှုအတွက်အရေးကြီးသောအကြောင်းချက်ပင်ဖြစ်သည်တနည်းအားဖြင့်ဆိုတော့ကွန်မြူနစ်ဆန့်ကျင်ရေးသည် neocon တို့အတွက်အရေးကြီးသောအကြောင်းချက်ပင်ဖြစ်တော်သည် နေယကောနသည်နိုင်ငံရေး policy ဆိုင်ရာအတွေးခေါ်မျှော်မြင်မှုတွင်ဝေဆင်ဤစိတ်ကူးစံဝါဒနှင့် ကစင်းကြား၏နိုင်ငံရေးလက်တွေ့ဝါဒတို့ကို ပေါင်းစပ်ထားသည်ဟုဆိုသည်ဒီမိုကရေစီနဲ့အမေရိကန်တို့၏တန်ဖိုးဆန်နှုံများကိုကဘာအနှံ့ပြန့်ပွားလက်ခံလာစေခြင်းဖြင့်အမေရိကန်နိုင်ငံအတွက်ရော တကဘာလုံးအတွက်ပါပို၍လုံခြုံငြိမ်းချမ်းစေမည်ဟုဝယ်ဆင်ကဲ့သို့ပင်နေရကွန်များကခံယူသည်။သို့ရတွင် ဤကဲ့သို့ဖြစ်လာစီရန်အတွက်အမေရိကန်နိုင်ငံသည်နိုင်ငံတကာစာချုပ်များနှင့်နိုင်ငံတကာဖွဲ့စည်းများပေါ်တွင်သာအားကိုးနေ၍မဖြစ်ပဲများသောအဖြစ်အင်အားကိုအသုံးပြုရန်လိုအပ်သည်ဟုနေယကွန်များကခံယူရသည်ယင်းမှာနိုင်ငံဘောချုပ်အသင်းကြီးကိုတီထောင်ခဲ့သူတူဖြစ်သောဝီရစင်နှင့်ကွဲလဲချက်ပင်ဖြစ်သည်နိုင်ငံတကာဖွဲ့စည်းများသည်အမေရိကန်နိုင်ငံအတွက်ဘလိုလားအပ်သောအဟန့်တားများကိုဖြစ်စေသည်ယင်းနိုင်ငံတကာဖွဲ့စည်းများက ကမ္ဘာလုံးဆိုင်ရာလုံခြုံမှုအပေါ်ချိန်ချောက်မှုများကိုထိရောက်စွာမချေဖြတ်နိုင်ဟုနယူကွန်များကယူဆသည်ကမ္ဘာတစ်လောတွင်အမေရိကန်တို့၏စံတန်ဘိုးများပြတ်ပွားစေရေးအတွက်သူ၏ပြိုင်ဘက်ကင်းသော အင်အားကို အသုံးပြုရန်အတွက်အမေရိကန်နေဖြင့်နောက်တွန့်နေစရာမလိုဟုနယူကွန်များကယူဆသည်မြန်မာခေတ်၏ချိန်ချောက်မှုအန္တရာယ်များကိုထိန်းချုပ်ထားရုံများဖြင့်လုံခြုံမှုမရနိုင်ကြိုတင်ဟန်တားရမည် တခါတရံကြိုတင်ဟန်တားသောစစ်ရေးတိုက်ခိုက်မှုများကိုဆင်နွှဲရမည်ဟုနီယိုကွန်များကခံယူသည်ကာဂွယ်၏အသုံးစည်းကိုလုံလောက်စွာ မသုံးမှုနှင့် အန်နီယံများကို ထိထိရောက်ရောက်မရင်ဆိုင်သောကြောင့်အန်နီယရီစုပုံလာရခြင်းဖြစ်သည်ဟုနီယိုကွန်အများစုကယုံကြည်ကြသည်ဆရမ်ဟူစိန်ကိုသူတို့ကဥပမာပေးကြသည်ထောင်ကွာ92ခုနှစ်ပင်လယ်ကွေ့စစ်ပွဲကလေးကဟူစိန်ဖြုတ်ချရေးကိုသူတို့ကလိုလားထောက်ခံခဲ့ကြသည်နီယိုကွန်သည် ဣသရေလနိုင်ငံကိုမယိမ့်မယိုင်ထောက်ခံကြသည်မတီငိန်သောဒေသတွင်မရိကန်တို့၏စစ်ရေးအတွက်ဣသရေလသည်အလွန်အရေးပါသောဖြည့်ဆည်းပေးမှုဟုသူတို့ကယူဆကြသည်အာနာရှင်များအုပ်စိုးနေသောဒေသတွင်းတွင်ဣသရေလသည်ဒီမိုကရေစီရှေ့တန်းစခန်းဖြစ်သည်ဟုသူတို့ကရှုမြင်ကြသည်အာနာရှင်အစိုးရများနှင့်ဘာသာရေးအစိုးရများသည်အရှိအလယ်ပိုင်းတွင်အမေရိကန်ဆန့်ကျင်ရေးကိုပောက်ဖွားဝေစီစေသည်ဟုယုံကြည်ကြသော နေရုံများသည် ဒေတာတွင်ဒီမိုကရေစီအသွင်ပြောင်းလဲရေးကိုထောက်ခံကြသည်အီရတ်နိုင်ငံမှစရမည်ဟုဆိုသည်ယနေ့ကာလတွင်ကွန်ဆာဗေးတစ်များရော နီယိုကွန်များကပါအမေရိကန်စစ်အင်အားတောက်တင်းမှုကိုလိုလားကြသည်ထို့ရတွင်ကွန်ဆာဗေးတစ်များစုကစစ်ရေးရဝင်ဆွတ်မှုနှင့်နိုင်ငံတည်ဆောက်ရေးဆိုသည်တို့ကိုအတက်နိုင်ဆုံးရှောင်လိုကြသည်နီယိုကွန်တို့ကမူရင်းကိစ္စမျိုးတွင်အနှောက်အနှေးမရှိ9/11နောက်ပိုင်းတွင် အာဖဂန်နဲ့အီရတ်တို့ဝင်တိုက်ခဲ့ခြင်းတို့ကအစိုးရပြောင်းလဲရေး regime change နဲ့ရန်လိုသည်ဟုအမေရိကန်ကယူဆသောနိုင်ငံများကို ပုံပြန်သွင်းရေးတို့အတွက်နီယိုကွန်တို့သည်နောက်တွန့်ကြောက်ရွံ့ခြင်းမရှိကြောင်းပြနေသည်အစိုးရထောက်ခံသောအကြမ်းဖက်ဝါဒကိုဆုံးသတ်ပြစ်ရန်အတွက်အမေရိကန်သည်ဘာမဆိုလောက်ရမည်ဟုနီယိုကွန်တို့ကယုံကြည်ကြသည်အထူးသဖြင့်အရှိလေပိုင်းတွင်ဒီမိုကရေစီရေးကိုအာမှန်ရှိရှိတွန့်တရမည်ဟု နေယကွန်အများစုကခံယူသည်အမေရိကန်နိုင်ငံရဲ့ဝါရပေါ်နေယကွန်တို့၏ဩဇာသမ္မတရေဂန်လက်ထက်1989ခုနှစ်မြောက်တွင်အမေရိကန်နိုင်ငံရဲ့ပေါ်လစီအပေါ်နေယကွန်တို့၏ဩဇာများစွာတက်ရောက်ခဲ့သည်တို့ရတွင်1990နှစ်မြောက်တွင်နေယကွန်တို့၏ဩဇာကျခဲ့သည်တို့ရတွင်ထိုကာလများတွင်နေယကွန်တို့သည်သူတို့၏အယူအဆပြောင်းပွားရေးကိုလှုပ်ဆောင်ခဲ့ကြပြီးအမေရိကန်ပါဝါအတွက် ပုံစံပြကိုထုစစ်ခဲ့ကြသည်သူတို့၏ရှေ့ပြေးဖြစ်သောအတွေ့အမြင်များနှင့် Republican Party အစုများနှင့်ရေရှည်ဆက်ဆက်မှုရှိခဲ့ခြင်းတို့ကြောင့် Bush အစိုးရရန်ရန်တွင် Neoconnodi အရေးပါသောယာရုနီယာများကိုရရှိခဲ့ကြသည် Cheney, Rumsfeld, Wolfowitz, Condoleezza Rice စသည်များ9/11အကြမ်းဖက်တိုက်ခိုက်မှုကြောင့် Bush အစိုးရ၏နိုင်ငံရေး policy သည် neo-colonial ပုံနှိပ်ဆက်ခဲ့သည် 9/11ဖြစ်ပြီးနောက်ရက်နှဲငယ်ကြာတွင်ဝါရှင်တန်ရှိ ထိတ်တန်းနေယောဂွန်တို့၏ပညာရှင်အဖွဲ့အစည်းတစ်ခုဖြစ်သော American ရာစုသစ်အတွက် project ကသမရဘော့စတာ8 point ဘေးစားတစ်စောင်ပေးပို့ခဲ့ပြီးအီရက်ဆိုယာအဖွဲ့ကိုပြောင်းလဲပြည်ရန်တိုက်တွန်းခဲ့သည်2000ခုနှစ်သမရရွေးကောက်ပွဲဝင်စဉ်ကပြည်ပနိုင်ငံများပြောင်းလဲတည်ဆောက်ရေးနှင့်ပြည်ပတွင်စစ်ရေးအရဝယ်ဆွတ်မှုများအလွန်ကျွံများပြားနေမှုတို့ကိုဆန့်ကျင်ဟောပြောခဲ့သော Bush သည် အီရတ်တွင်အစိုးရပြောင်းလဲလုပ်ရန်စတင်ဆော်ဩလာတော်သည်2003ခုနှစ်ဖေဖော်ဝါရီလတွင်သမ္မတဘုတ်သည်ရေးကြီးမိန့်ခွန်းတစ်ရပ်ပြောကြားရန်အတွက် American Enterprise Institute AEI နေရာကိုရွေးချယ်လိုက်ခြင်းသည်နီယိုကွန်တို့ဩဇာတက်ရောက်မှုကိုအရေးပါဆုံးပြသလိုက်ခြင်းဖြစ်သည်ထိုမိန့်ခွန်းတွင်အီရတ်မှ American တို့အောင်ဝတ်ခံခြင်းသည်အရှိအလေပိုင်းငြိမ်းချမ်းရေးအတွက်အဆင့်အတစ်တစ်ရပ်စတင်လိုက်တန်သည်ဟုဘော့ရှ်ကကြေညာခဲ့သည် AEID လက်တွေ့အားဖြင့် Neocon Policy ချမှတ်ရာဌာနချုပ်ပင်ဖြစ်သည်။အာရကဘာကိုဒီမိုကရေစီနိုင်ငံများဖြစ်လာစေရေးလှုပ်ဆောင်ရန်ရင်းကဆောင်းအောင်နေသည်မှာဆယ်စုနှစ်တခုကျော်ကြာမြင့်ခဲ့ပြီဖြစ်သည်။ Neocon ၏စိတ်ကူးကဘာ American က NLA များကို ကာကွယ်နိုင်သောပြင်ပကင်းမဟာအင်အားကြီးနိုင်ငံဖြစ်နေသောကဘာကြီးကို Neocon ကမျှော်မှန်းကြသည်။ စေတနာရှင်ကဘာကိုလွှမ်းမိုးအုပ်ချုပ်သူဖြစ်ဆောင်ရွက်ရအမေရိကန်နိုင်ငံတွင် တာဝန်ရှိသည်ဟုနေယကွန်တို့ကယုံကြည်ကြသည်ဤသို့သောဆိုင်းများရှိနေသောအမေရိကန်သည်အမေရိကန်နိုင်ငံသို့မဟုတ်အမေရိကန်၏အကျိုးစီးပွားများအတွက်အန္တရာယ်ရှိသည်ဟု ယူဆသောကြရှုံးနိုင်ငံများသို့မဟုတ်ဖိနှိပ်သောအစိုးရများကိုဒီမိုကရေစီရှိသောစီးပွားရေးအရလွတ်လပ်သောအစိုးရများဖြစ်ဖန်တီးပေးပြီး Empire ရည်တရက်ကို ထူထောင်ထိမ့်သိမ်းထားနိုင်မည်ဟုမျှော်မြင်သည်သူတို့၏စိတ်ကူးကဘာတွင်အရှိအလေပိုင်းဒေသတစ်ခုလုံးတွင်ဒီမိုကရေစီအစိုးရများဖြစ်လာမည်ယင်းသည်အကြံဖက်သမားများကိုမွေးမြူပေးနေသော ရေကန်မြေကန်ကိုဖယ်ရှားလိုက်ခြင်းပင်ဖြစ်သည်ဤသို့ဖယ်ရှားလိုက်နိုင်ခြင်းသည်အမေရိကန်တို့အသာမကကဘာကြီးတစ်ခုလုံးတက်ပါအကောင်းဆုံးဖြစ်စေမည်။သူတို့၏အမြင်တွင်အားထားရသောအင်အားရှိသည့ တောင့်တင်းသောအမေရိကန်၏ခေါင်းဆောင်မှုဖြင့်သာကမ္ဘာကြီးသည်ငြိမ်းချမ်းမှုကိုရရှိနိုင်သည် အာဏာရှင်များကမလေးစားသောချိနဲ့သော စာချုပ်များသည်အလုံးမဖြစ်ဟုဆိုသည်အမေရိကန်ဘော်တိတိတတာရန်လိုပြီးအန်ရတရအသွင်ဖြစ်နေသည့်မြည်သည့်အစိုးရကိုမဆိုချော့မြူခြင်းသို့မဟုတ်ဟန်တာထိန်းချုပ်ထားခြင်းများကိုမပြုလို့ရ၎င်းတို့ကိုအာမန်ပါပါထိတ်တိုက်ရင်ဆိုင်ပြရမည် ကမ္ဘာအမေရိကန်စစ်ရေးကိုပြန်လည်ထိန်းချုပ်ပြုပြင်ရမည်။သို့မှသာ ပို၍ပြုလွယ်ပြင်လွယ်ဖြစ်ပြီးအရှိတ်လေပိုင်းဗဟိုအာရှနှင့်အရှိတ်တောင်အာရှမှအပူကွက်များသို့ပို၍လှည့်မြန်စွာစစ်ချီနိုင်မည်ဖြစ်သည်။အမေရိကန်သည်ကာဝရေးအသုံးစိတ်ကိုတိုးမြှင့်ရမည်။အထူးသဖြင့်လက်ဦးမှုယူတိုက်ခိုက်မှုများအတွက်အသုံးဝင်သောဤပညာမြင့်ပြည့်မှတ်တိကျသောလက်နက်စနစ်များကိုပို့သုံးရမည်။ဖြစ်နိုင်ပါက ကုလသမဂ္ဂအစရှိသောနိုင်ငံသုံးဖွဲ့စည်းများမှတဆင့်အလုပ်လုပ်မည်။ထို့ရတွင်အမေရိကန်၏အကောင်ဆုံးအကျိုးစီးပွားများအတွက်လှုပ်ဆောင်ရလိုအပ်ပါကထို့အဖွဲ့စည်းများ၏ထိန်းချုပ်ဟန်တားမှုကိုမြည်သည့်အခါမှ လက်ခံလိုက်မည်မဟုတ်။ယင်းတို့ကနီယိုကွန်တို့၏စိတ်ကူးကပါပင်ဖြစ်သည်။ဘာဇက်ဖြစ်မလဲ။ဆိုခဲ့ပါရုရှားတွေလာနေပြီဆိုသောရုပ်ရှင်တွင် ရုရှားသင်္ဘောသားများနဲ့အမေရိကန်ကျေးလက်ပြည်သူများကြားကမောက်ကမဖြစ်ရများကိုရေရှင်ပွဲဖြစ်ဇလန်းဆင်ရိုက်ကူးထားသည်အဆုံးတွင်အဖြစ်မှန်ကိုသိရှိသွားပြီးနှစ်ဖက်အပြန်အလှန်နားလည်မှုရရှိသွားကြသည်အမေရိကန်ပြည်သူတို့ကရုရှားရင်ကုန်သင်္ဘောပြန်ထွက်နိုင်ရန်ကူညီပေးလိုက်ကြသည်ရုရှားတို့လည်းပျော်ရွှင်စွာနှုတ်ဆက်ပြီးပြန်ထွက်သွားကြသည်ဇက်မာအပျော်ဇက်ကောမဒီဖြစ်သည် သောဖြစ်လျင်ယခုနီယိုကွန်တွေလာနေပြီမှမြည်သည့်ဇက်ဖြစ်မည်နီရင်းဤဇက်ကားတို့များဖြစ်သောအာဖဂန်အပီဆိုဒ်နဲ့အီရက်အပီဆိုဒ်တို့ကို ရှုမြင်နေရပြီဖြစ်ရာအပျော်ဇက်တော့မဟုတ်ချေဝေတာလီဇက်ဟုဆိုသောရတန်ကောင်း၏